နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့တနင်္သာရီတိုင်းဒဝယ်မြို့ကိုအကြမ်းဖက်စစ်ခွေးခေါင်းဆောင်မင်းအောင်လှိုင်ဒဝယ်ကိုရောက်ရှိနေပြီးတော့လုံခြုံရေးဆိုးရင်ရတဲ့အတွားစစ်ရင်အားတွေထောင်ချီသုံးကတမျိုးလုံးကိုပိတ်ဆို့ထားပြီးတော့ဒဝယ်မြစ်ထဲမှာလဲစစ်သည်မောင်များကင်းလှည့်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဒီကနေ့စက်တဘာလ16ရက်နေ့မှာတဝယ်မြို့ကိုစစ်ခွေးကောင်းဆောင်မင်းအောင်လိုင်းရောက်ရှိနေပြီးတော့မြို့ပေါ်လမ်းများအလုံးကိုစစ်တပ်ကပိတ်ပင်ထားတယ်လို့သိရပါတယ်မြို့တမျိုးလုံးပါလေလုံးကျုံရေးအင်အားထောင်နဲ့ချီချထားပြီးတော့တန်ကြပ်ကကားများလည်းလှည့်လည်နေတယ်လို့သိရပါတယ်ဒါအပြင်တဝယ်မြို့ထဲမှာလည်းစစ်သည်မောင်းများနဲ့ကင်းလန့်နေတယ်လို့တော်လိုင်းရေးစီရေးတရေအေးမြစ်ကပြောပြထားပါတယ် မင်းအောင်လိုင်းကဒီကနေ့မှာဒဝေမျိုးတော်ခန်းမှာဖွင့်ပွဲအခမ်းအနားကိုရောက်ရှိနေပြီးတော့ဒဝေမျိုးကနန်းစီဒီယံများမျိုးမီမျိုးဖားနဲ့စီးပွားရေးလုပ်ငန်းရှင်များနဲ့လည်းတွေ့ဆုံမှာဖြစ်တယ်လို့သိရပါတယ်။ဒဝေမျိုးဘော်ကတကိုးကြီးဖရာတချို့နဲ့ဘုံကြီးကျောင်းများကိုလည်းတွားရောက်လဲပတ်မယ်လို့ပြောပါတယ်။ဒဝေမျိုးအဝင်အထွက်ကိုအကုန်လုံးပိတ်လိုက်ပြီးတော့စစ်ခွေးကောင်းဆောင်မင်းအောင်လိုင်းရောက်နေပြီလို့သိရတယ်။ဒဝေမျိုးတော်ခန်းမတက်ကိုလာပြီးဖွင့်လှစ်တယ်လို့သိရတယ်။ဒဝေမျိုးဘော်မှာစစ်ခွေးတွေအရက်ဝတ်တွေနဲ့ကောကားတွေနဲ့ကောကင်းလှည့်နေတာအင်အားကထောင်ထဲချီပြီးတော့ရှိတယ်။ တဝဲမျိုးတွေမှာလဲစစ်သေးမောတွေကတန်ချက်ကားတွေကတန်ကုန်မောတင်ပြီးတော့ကင်းလဲနေတာရှုံနေတာပဲရေချောင်းအင်အားလဲအများပြချထားတယ်လို့ဒေတာတွေစီရေးသတင်းအရေးမြစ်ကရှင်းပြထားပါတယ်အလားတူပဲမနေ့ကတိုက်ပွဲဖြစ်ပွားခဲ့တဲ့တဝဲလောင်းလုံးလမ်းပိုင်းကိုလည်းအကြမ်းဖက်ဆက်တက်ကအင်အားရာနဲ့ချီတပ်ဖြတ်ထားပြီးတော့ကမျောကင်းတရားကိုလည်းပိတ်ချပြီးဖြတ်တန်းခွင့်မပေးတော့ဘူးလို့ပြောပါတယ် မနေ့ကလည်းအကြမ်းဖက်စစ်ခွေးခေါင်းဆောင်မင်းအောင်လိုက်လာရောက်မှဖြစ်တဲ့အတွာစစ်တပ်ကနေမြင်ရှင်းလင်းရေးလှုပ်ဆောင်ကဒဝေမြို့နယ်လောင်းလုံးမြို့နယ်တရချောင်းမြို့နယ်နဲ့ရေပြူမြို့နယ်တို့မှာရှိတဲ့ကျေးရွာ10ခုကျော်ကို112လေးရင်နှစ်စီးနဲ့120မမဘုံများအကျိန်90ကျော်ကျဲချတိုက်ခိုက်ခဲ့ခြင်းကြောင့်လောင်းလုံးမြို့နယ်ဝီဒီရွာကအသက်60အရွယ်ဒေါ်တင်ရှိန်နဲ့အသက်30အရွယ်အမျိုးသားတအူးတေဆုံးခဲ့ပြီးတော့ အသက်60အရွယ်ဦးယူစိန်အသက်30အရွယ်အမျိုးသမီးတုံးနဲ့အသက်10နှစ်အရွယ်ကလေးငယ်၃ဦးတို့ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းတရေရရှိပါတယ်ခင်ဗျာ